ချင်းကျုံထင်ရခက်နေရဆိုလို့ရှင်အခုကျွန်တော်ပြပြမယ့်အချက်၄ချက်ကိုလိုက်ရောက်ကြည့်ပါနော်အလုံးဝပင်္ဂလာပါကျွန်တော်ကတပတ်ဒီပါကျွန်တော်ရဲ့ All Love Medicine မြန်မာ Facebook Page နဲ့ YouTube Channel တွေကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်ကဘာကြောင့်အကိုပြောမလဲဆိုလို့ရှင်ချင်းကျုံထင်ရခက်နေရဆိုလို့ရှင်လိုက်လို့တဲ့အချက်၄ချက်အကြောင်းပြပြပြသွားမှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုမစခင်မှာ ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပါသေးဘူးဆိုလို့ရှိရင် subscribe လေးလုပ်ပေးကြပါဦး။ကျွန်တော်ရဲ့ Facebook page လေးကို like follow လုပ်ပါသေးဘူးဆိုလို့ရှိရင်လည်း like follow လေးလုပ်ပေးကြပါဦး။ for about check ကကြတော့ဒီကိုတောက်နေတဲ့စီးတူစီးတွေကမှန်ရဲ့လားပေါ့။အဲအဲ့ဒါကိုပြန်ပြီးတော့စစ်ဆေးဖို့လိုအပ်ပါတယ်နော်။တစ်ခါလေးမှာဆံဝန်ပေးလိုက်တာကဒီဆေးက၃ချိန်တောက်မယ်ဟာကိုကိုကမေ့ပြီးတော့အဲတခြားမကြည့်မိပဲနဲ့တစ်ချိန်ပဲတောက်မိနေတယ်ဆိုလို့ရှိရင်ဒါစီးတူကထိနိုင်မှာမဟုတ်ပါဘူး။ ်နောက်တစ်ခုကဒီဆရာဝန်ကပေးလိုက်တဲ့စီးကျိုဆေးက၃မျိုးပေါ့နော်ဒါပေမဲ့ကိုကစစ်တမျိုးတည်းကိုပဲတောက်နေတယ်နော်ကိုတောက်နေတဲ့စီးကျိုဆေးကတမျိုးတည်းဖြစ်နေရင်ဆိုလို့ရှိရင်လေစီးကျိုကကြာမှာမဟုတ်ပါဘူးနော်အဲ့တော့ဒါကို ဒီတောက်နေတဲ့ဆေးမှန်ရဲ့လားပေါ့ဆေးအောင်ပေးထားတဲ့ဆေးရောဟုတ်ရဲ့လားပေါ့နော်အဲ့တော့ဆေးရောမှန်ရဲ့လားအဲ့ဒါပြန်ပြီးတော့စစ်ဖို့လိုအပ်ပါတယ်နော်အဲ့ဒါမှသာဒါကိုကစီးကျိုကိုထိန်းတဲ့နေရာမှာအထောက်အပံ့ပြုမှာဖြစ်ပါတယ်နော်အဲ့လိုမှမနဲ့ကိုကဆေးအောင်ပေးတာဆေးသုံးမျိုးကိုကိုကတပြိုးတည်းပဲတောက်မိနေရဆိုလို့ရှင်နော်ဒါစီးကျိုကကြာမှာမဟုတ်ပဲနဲ့အမြဲတောက်ရှောင်းတက်နေမှာဖြစ်ပါတယ်နော်နောက်တဲ့အချက်တစ်ခုကကြာတော့ဒီကိုလေးချိန်များနေရဆိုလို့ရှင်ကိုလေးချိန် short ဝဲဖြစ်ပါတယ်เนาะအဲ့တော့ဒီစီးကြိုက ဝါးတဲ့လူတွေနော် weight များတဲ့လူတွေမှာထိန်းရပုံပြီးတော့ခတ်ပါတယ်နော်အဲ့တော့ပိတ်လေးလေးထိန်းရပုံပြီးတော့အလွယ်တာပေါ့နော်အဲ့ဒါကြောင့်မို့လို့ကိုယ်လေးချိန်ညားနေတယ်ဆိုလို့ရှိရင်ဒီကိုယ်လေးချိန်ချော့ချဖို့အရေးကြီးပါတယ်နော်အခုကိုယ်လေးချိန်ချော့ချတဲ့အခါမှာဒါကျွန်တော်အလွယ်ပြမဆိုလို့ရှိရင်နော်အစားရှော့စာပေါ့နော်အချိုးရဲဟာရှောင်းရမယ်နောက်တစ်ခုကဒီထမင်းရှော့စာချိုးရဲဟာဘာမစားနဲ့ကော်ဖီလက်ဖက်ရည်ထားတဲ့ရှောင်းပေါ့နော်အပြီးလို့ရှိရင်ဒီအသီးရွက်ကမများစားလို့ရတယ်အသားကကြတော့အသင့်တင်စားလို့ရတယ်ပေါ့နော်အဒီလိုနဲ့ဒါကကိုကလေ့ကျင့်လမ်းမှာတွဲပြီးတော့လုပ်မယ်ဆိုလို့ရှိရင်ဒါတဖြည်းဖြည်းနဲ့ပိန်ပြီးတော့ ော့စီးကြိုထိနေတဲ့နေရာမှာပို့ပြီးတော့လွယ်ကူလာမှာပဲဖြစ်ပါတယ်เนาะ နောက်တစ်ချက်တစ်ခုကကြာတော့ဒါလေ့ကျင့်ခန်းလုပ်ဖို့ပဲဖြစ်ပါတယ်เนาะအဲ့တော့သဘောတရားအတူတူပါပဲလေ့ကျင့်ခန်းလုပ်မယ်ဆိုလို့ရှင်ဒီခန္ဓာကိုယ်ကတော်လန့်နေမယ်ပေါ့ပါနေမယ်ဝေးကြမယ်အဲ့အခါမျိုးမှာကျွန်တော်ရဲ့ခန္ဓာကိုယ်မှာစီးကျိုထိန်းရတာပို့ပြီးတော့လွယ်ကူမှာပဲဖြစ်ပါတယ်เนาะအဲ့တော့ကိုယ်ကဒီလေ့ကျင့်ခန်းလုပ်ဝခတ်နေတယ်ဆိုလို့ရှင်တော့မှတနေ့ကိုနိုင်ဝက်တော့လမ်းလျှောက်တင်တယ်เนาะအဲ့တော့လမ်းလျှောက်ဖို့အဆင်ပြေဘူးဆိုတော့မှဟိုအိမ်ထဲမှာပဲဖြစ်ဖြစ်ကိုယ်ခြံထဲမှာပဲဖြစ်ဖြစ် ဒါလမ်းလေးလျှောက်ပေးတင်တယ်ပေါ့နော်ဟိုအပြင်ထွက်ပြီးတော့ရှောက်ဖို့အဆင်မပြေဘူးဆိုရင်တော့မှအဲ့လိုနီးလည်းနဲ့ဒါကျွန်တော်ကလေ့ကျင့်ခန်းလုပ်တဲ့ပုံစံနဲ့လည်းဒါစီးချိုကိုထိတ်လို့ရပါတယ်နော်တကယ်လို့ကိုကဂျင်းနေပါတယ်သွားနိုင်တယ်တခြားဆော့နိုင်တယ်ဆိုလို့ရှိရင်တော့ဂျင်းနေပါတယ်သွားပြီးတော့ဒါတခြားဆော့ပါနော်အဲ့တော့ကောင်းတာကတော့ဒီ trainer နဲ့ဆော့တော့မကောင်းတာပေါ့ပို့ပြီးတော့ထိရောက်ပြီးတော့ဝေးကြမှာဖြစ်ပါတယ်နော်နောက်ဆုံးအချက်တစ်ခုကကြာတော့ဒီစီယိုယောဂါကိုယောဂနုနေတဲ့အချိန်မှာတေချာကုသဖို့ပဲဖြစ်ပါတယ်เนาะ ။ဘာဖြစ်လို့လဲဆိုတော့ဒီယောဂကရှင်းလေလေနော်စီကျူယောဂရှင်းလေလေဒီကလီစာတွေထိလေလေပဲဖြစ်ပါတယ်နော်။အကြောက်ကတွေထိမယ်။နောက်ဒီသူးကြောတွေထိမယ်။နှလုံးတွေထိမယ်။အဲ့လိုကလီစာတွေထိသွားပြီဆိုလို့ရှိရင်နော်ဒီစီကျူဖြစ်တဲ့တက်တန်းလည်းကြာလာပြီဆိုလို့ရှိရင်စီကြောကထိုင်ရခတ်ပါတယ်เนาะအဲ့တော့ပုံမှန်စီတမျိုးနဲ့ကြားမဲ့ဟာစီတမျိုးနဲ့မကြားတော့ဘူးနှမျိုးသုံးမျိုးတွေတောက်ရတယ်အဲ့တောက်စင်းနဲ့မရတဲ့ခါမျိုးမှာဒီအင်ဆူလင်တွေထိုးရတယ်เนาะဒါတွေလောက်ရတာပေါ့เนาะအဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ကဒီယောဂကို နှုတ်ရရဲ့အချိန်မှာတခြားကုကဲ့မယ်ဆိုလို့ရှိရင်လည်းဒါစီးကျိုကိုထိန်းတဲ့အခါမှာလွယ်ကူမှာပဲဖြစ်ပါရနော်အခုကျွန်တော်ပြောသွားတဲ့အချက်တွေကကြတော့ဒီကိုကစီးကျိုထိန်းရခက်နေရဆိုလို့ရှိရင်လိုက်လို့တင်တဲ့အချက်၄ချက်ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြရတဲ့လည်းအားလုံးကိုကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်ကြည့်ကြမယ်နော်